အမျိုးသမီးအလုသမားတယောက်အပေါ်ကိုထီးလက်ရောက်ကျူးလွန်မှုနဲ့ Golden Color Fashion အထည်ချုပ်စက်ယုံပိုင်ရှင်တရုတ်နိုင်ငံသားကိုအမှုဖွင့်ပြီးတရားစွဲဆိုထားပါတယ်။လဝကဥပဒေအရဖန်ဆီးထားသလိုမေလ12ရက်မှာပထမယုံကျိန်ခေါ်ထားရလို့အဲ့ဒီစက်ယုံနဲ့နီးစပ်သူတွေစီကသိရပါတယ်။အင်းစိန်မျိုးတွေမှာဖွင့်ထားတဲ့ Golden Color Fashion အထည်ချုပ်စက်ယုံပိုင်ရှင်ဖြစ်သူတယောက်ဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစက်ယုံလုပ်သားအမျိုးသမီးကိုရုံးခန်းမှာကိုထီးလက်ရောက်ကျူးလွန်ခဲ့ရာကြောင့်နေနာသူဘက်ကဇန်နဝါရီ16မှာအင်းစိန်ရဲစခန်းမှာပါနံပါတ် 31မြင်းဆောင်25ပုံမှန်294 354 134 506တို့နဲ့အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်လဝကကလည်းဧပြီ29ရက်နေ့မှာပတ်နံပါတ်224မြင်းဆောင်25ပုံမှန်73ဘိုက်တင်နဲ့ထပ်မံတရားစွဲခဲ့တယ်လို့အင်းစိန်ထောင်းမှာဖန်စီထိမ့်သိမ်းထားခဲ့တာလို့နေဆက်သူတွေစီကသိရပါတယ်။ အဲ့ဒီတရားဆွဲဆိုမှုဖြစ်စင်တဲ့နေဆက်သူတယောက်ကလောသမားကတရားဆွဲတဲ့အမှုအမခံရတယ်။လောကကကဆွဲတာကြောင့်အမခံမရလို့အင်းစိန်ထောင်မှာဖမ်းထားရတယ်။ဒီနေ့လောကကမှုနဲ့ပထမဆုံးယုံကျိန်ထုတ်ဖို့ရှိတာ။ကျမကြီးကိုအကြောင်းပြပြီးယုံကျိန်တက်ဖို့လို့သိရပါတယ်။အမှုရသူကလက်ထိတ်နဲ့ယုံထုတ်ခံရမှာလို့ပြောပါတယ်။ကိုထီလက်ရောက်ကျူးလွန်ခံရတဲ့လောသမားရဲ့တရားဆွဲဆိုမှုနဲ့ပတ်သက်လို့ယမန်ခေါ်တာမရှိသေးဘူးလို့လည်းပြောလာပါတယ်။အခုလိုတရားဆွဲဆိုခံရတာနဲ့ပတ်သက်လို့ ကိုရန်ကာလာဖက်ရှင်စက်ရုံဘက်ကိုဆက်သွယ်မေးမြန်းပေးမယ်ဆက်သွယ်ရေးမရခဲ့ပါဘူး အဲ့ဒီဆက်ယုံရဲ့ဆလိုင်းဆေးအမျိုးသမီးလှူသားကဒီဇင်ဘာ20ရက်မှာအိရှာယုံကန်အတွင်းအလုတ်ဆင်းတဲ့ဆေးရင်တင်ပြခဲ့ပြီးဖိုင်တွဲအတွက်ဆောင်ရွက်ဖောက်ဆက်မတွေ့လို့စပွဲပေါ်လိုက်လံရှာဖွေရမှာမန်နေဂျာဆိုသူကအနာကိုလမ်းရှာဖို့နဲ့လိုချင်တာအပြင်ကနေတောင်းဖို့အော်ဟစ်ပြောဆိုခဲ့ပါတယ်။အဲ့လိုအခြေတင်ပြောဆိုနေစဉ်စကံပြေကတရုတ်တထွေးကိုတောရောက်ခေါ်လာခဲ့ပြီးတထွေးကစကံပြေမှတဆစ်တရုတ်ဘာသာနဲ့ဆက်ယုံကနေအခုချက်ချင်းထွက်သွားဖို့ပြောသလိုကိုထီလက်ရောက်တွန်းထုတ်တာရုံကန်ပြင်ပစီစောင့်ဆွဲခေါ်တာမျိုးပြုမှုခဲ့ရာကြောင့်နေနာသူ အလုသမားကတရားဆွဲဆိုခဲ့ရလို့သိရပါတယ်။ကိုရန်ကာလာဖက်ရှင်ဆိုင်ရုံမှာအလုသမားခွင့်ရေးချိုးပေါက်တာတမကဖြိုခဲ့ရတွေရှိခဲ့တယ်လို့လုပ်ငန်းခွင်အငင်းပွားမှုပြဿနာတွေမကြာခဏဖြစ်လိမ့်ရှိတယ်လို့အလုသမားတချို့ကဆိုပါတယ်။